you got my invitation. Just you and me. Come on! ရအောင် Stone X မှကျေသူပါရယ်စောက်ချမ်းကြီးတဖန်ပြန်လာခဲ့ပါပြီအခု issue number 5မှာတော့ Batman ကသူ့ရဲ့ Bat Technology ကိုပြသွားပြီးတော့ Party Animals တွေကိုအမောက်သိပ်ပြသွားတာတွေကိုမြင်ရမှာဖြစ်ပါတယ် Absolute Batman ဆိုတာဒီ2024ခုနှစ်ထွက်လက်ရှိထွက်နေစေအကောင်းဆုံးအပြောင်းလဲတွေနဲ့လက်လာပပဖန်တီးထားတဲ့ Batman Story တစ်ခုဖြစ်ပါတယ် Channel မှာဆိုရင် Episode 1ကနေပြီးတော့တင်ပြထားတာလည်းရှိပြီးတော့အဆုံးထိပါတင်ပြသွားအောင်မှာမလို့အကောင်းကြီးကြီးခက်ချမ်းချမ်း Batman ဇာတ်လမ်းကိုစိတ်ဝင်စားကြရဲဆိုရင် Subscribe လေးမလုပ်ရသေးဘူးဆိုရင် Subscribe လေးလုပ်ထားပါ ေးကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြည့်ကြတဲ့ channel တစ်ဖက်တစ်လမ်းနေပြီးတော့ support လုပ်ပေးခြင်းကြရဲဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ USB VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲတက်လာတဲ့ကြော်ညာလေးတွေကိုဆုံးအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်အခုကတော့ intro လေးပြီးစလိုက်အောင် I am the night. I am Batman. โอเค a little recap အနေနဲ့ဆင်းရဲသားဘတ်မန်ကို villain black mask ကပတ်စံနဲ့ချိုးဖျက်ဖို့အတွက်ကြိုးစားခဲ့ပါတယ်ဘတ်မန်ကိုတပတ်လောက်ညှိနေပေးဖို့အတွက်200 million dollars payment ဆိုပြီးတော့ခံလာခဲ့တယ်ထူးဆန်းတာကဘတ်မန်ကိုယ်တိုင်ကလက်ခံခဲ့တာပဲဘတ်မန်ကသူ့ရဲ့ homemade suit နဲ့မောင်းနေတဲ့အမိုက်ကားကို upgrade မြင်ဖို့အတွက် villain လက်ပေးတာကိုလက်ခံခဲ့ပြီးတော့200 million dollars ကိုရယူလိုက်ပါတယ်လက်ရှိအချိန်မှာတော့ညှိနေမယ်ဆိုတဲ့ပထမအုပ်ဆုံးညမှာပဲဘတ်မန်လိုဝယ်ပြီးတော့ဘတ်မန်ကစိုက်ကဲတစည်းနဲ့မြို့ကိုပတ်မောင်းပြနေပါတယ်ပါတီ animals တွေရဲ့ရှေ့ကိုပတ်ပ တ်ပြီးတော့မောင်းပြနေတယ်။ဟိုကောင်တွေကစပြီးတော့တိုက်ခိုက်အောင်သူတို့ရဲ့ဆရာ Black Mass နဲ့လှုပ်ထားတဲ့အပေးယူကိုထိခိုက်သွားအောင်တမင်ကိုစနေပါတယ်။ Alpha ကလည်းဓာရီကိုစောင့်ကြည့်နေတယ်။ဗတ်ဝန်းကျင်ကိုအကဲခတ်ပေးနေပါတယ်။ Batman ကိုလည်းသူအကြံပြုထားတယ်လို့ပဲဒီကောင်တွေနဲ့ထိတ်တိုက်မီရင်ဆိုင်မင်းနဲ့ထွက်လာစေချင်ပါတယ်။ But no Batman ကတိုက်တခုရဲ့ခေါင်းမပေါ်ကိုရောက်နေခဲ့ပြီး Party Animals တွေရဲ့ခေါင်းဆောင် Black Mass ကလည်းလင်းမြန်နဲ့ဆင်းလာနေပါတယ်။ And ပြောတယ်ဒီမနက်ကပဲမင်းက200 million dollars လွှဲပေးခဲ့တယ်။အခု AC ဖြစ်ပြီမလားဆိုပြီးတော့ Batman ကိုလမ်းမိလိုက်ပါတယ်။ Batman ကလည်း အေးတည်တယ်ငါ3000တောင်းတုံးပြစ်လိုက်ပြီဆိုပြီးတော့ပြန်ဖြေလာပါတယ်200 million dollars ကိုတညံ့နေတဲ့နဲ့တုံးလိုက်တာဆိုတော့ black mask car on ဟောသွားပါတယ်ဘာကြီးလောက်လိုက်တာလဲကားကြီးများဝယ်လိုက်တာလားလေယာဉ်နေတာကွန်ပျူတာတွေလားဘယ်လောက်ထိတုံးလိုက်လဲငါ့ကိုပြောပြပါအောင်ဆိုပြီးတော့ထပ်မေးလာတဲ့အခါမှာတော့ all of it အားလုံးကိုတုံးပြစ်လိုက်တာပဲဆိုပြီးတော့ batman ကပြန်ဖြေတယ်ဘယ်လိုတုံးလိုက်တာလဲသိချင်လားလို့ထပ်မေးပြီးမှလက်ထဲကနေပြီးတော့ခလုတ်တစ်ခုကိုနှိပ်လိုက်ခြင်းကအနောက်မှာ bat signal အကြီးကြီးကိုလင်းထိန်သွားစေပါတယ်ဘတ်မန်ကပုစံနေအပုံလိုက်ကြီးကိုမီးအလင်းကြီးပေါ်တင်ပြီးတော့ လင်းတို့ပုံစံဘတ်စင်ဘောကြီးပုံစံမျိုးကိုစီထားခဲ့တာဖြစ်ပါတယ်ဘတ်မန်ဒီငိန်နေပေးမဲ့အစားကောင်းကင်ပေါ်မှာပါအမတ်တာတစ်ခုထောင်ပြလိုက်ပြီးတော့ငါရှိရဲငါမျိုးဆိုတာကိုပြသလိုက်ခြင်းဖြစ်ပါတယ်ဒီကောင်းကင်ကိုထိုးတဲ့မီအလင်းကလည်း Bruce နဲ့တိုက်ရိုက်တက်ဆိုင်နေပါတယ်ငယ်စဉ်ကဖခင်ကိုဆုံရှုံပြီးတဲ့အခါ Bruce Wayne လေးကအဖြစ်အပျက်ဆိုးတွေဖြစ်ခဲ့တဲ့တတိဆန်ရုံကိုကံကြမ္မာဆိုးလို့သတ်မှတ်ပြီးတော့ကျင်ဖယ်လိုက်ကြမယ်အစားကလေးတွေကိုကယ်တင်ပေးခဲ့တဲ့ Thomas Wayne အတွက်နှစ်တိုင်းအမတ်တရမီကြီးကိုကောင်းကင်ကြီးကိုထိုးပေးဖို့အတွက် Jim Gordon ကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်အခုအချိန်မှာတော့ Black Mask ကဒီယာကြီးကိုမြင်ပြီးမှတော်တော်ကြီးရဆိုတဲ့လင်းတို့ကြီးပဲလို့သတ်မှတ်လိုက်တယ်ပြီးတော့ Party Animals တွေကိုစပြီးတော့တိုက်ခိုက်ခိုင်းမာတော့တယ် Batman ကလည်း ready ပဲ See Roman ငါကကားတွေလေယာဉ်တွေကွန်ပျူတာတွေဘာမှမလိုအပ်ဘူးငါလိုအပ်တာအကုန်ငါမှရှိရဲအဲ့ဒါက Batman ဖြစ်နေခြင်းပဲလို့ပြောရင်းနဲ့ကြာဖို့တည်နေစတင်ကြိတ်ပါတော့တယ်သွေးတွေပန်းထွက်အောင်အယိုးတွေကျိုးအောင်အထိစုပ်ပြတ်နေအောင်ကြုံပြစ်ပါတယ်နောက်ဆုံး issue number 1မှာ Batman လက်ဖြတ်ပစ်ခဲ့တဲ့ဓမာကြီးနဲ့ဘယ်ဟာထပ်ပြီးရောက်ချလာတယ် Batman ရဲ့ကြောပေါ်ကိုခုန်တက်ပစ်လိုက်ပါတယ် Batman ကသူ့ရဲ့ suit နောက်က နေပြီးတော့ကြောမှရှိနေတဲ့အဆူတွေကိုထုတ်ပစ်လိုက်တယ်။အဲဒီအကောင်ကြီးကိုစိုက်ထားရင်လည်းပဲကြောပို့ထားရင်လည်းပဲဘေးမှရှိနေတဲ့ကောင်တွေကိုရှင်းပစ်ထုတ်နေပါတယ်။နောက်ဆုံးဟိုကောင်ကတော့မှဆရာခေါ်ပြီးတော့ခြာပေးပါတော့တောင်းမှန်ပါတယ်ဆိုပြီးဆိုလာတဲ့အချိန်ကြမှာအဆူတွေကိုတိမ်ပေးပြီးတော့ကြောပေါ်ကနေခြာပေးလိုက်ပါတယ်။ဘတ်မကျေနပ်သေးဘူး။အဲဒီကောင်ကိုကြာဖို့နဲ့လေဘင်းကနေဆွဲမလိုက်ရင်လည်းရက်ကြည့်နေတဲ့နောက်နှစ်ကောင်စီကိုပစ်ထုတ်လိုက်ပါတယ်။အန်ရိုမန်ကိုမင်းလုတ်ခဲ့တဲ့အရာတွေဖန်တီးခဲ့တဲ့ကြံဖတ်မှုတွေကြောင့်ဖြစ်လာခဲ့တဲ့အရာတွေတေသွားခဲ့တဲ့လူတွေကိုမင်းကခရီးမဆိုင်ဘူး။မင်းနဲ့မင်းတို့ဆရာတွေက မင်းတို့ရမယ့်အကျိုးအမြတ်တွေအတွက်ကိုပဲမင်းတို့တည်တာဆိုပြီးတော့ပြောလာတဲ့အခါ Black Mask ကရှိရဲတကယ်လည်းငါကဂယူမဆိုင်ဘူးပြစ်တော့ဆိုပြီးတော့အမိတ်ပေးလိုက်ပါတယ်လူတိုင်းဆောင်မြန်နေကြတဲ့50% discount ကြီးလာပါပြီ အဲကျွန်တော်ရဲ့ဘဝအသစ်ကိုစခြင်းအတွက်အလူလုပ်ပေးတဲ့အနေနဲ့ပရိတ်တို့ကိုလုံးဝအကျိုးမရုပ်စေမဲ့ premium project လေးတွေအကြောင်းရှင်းပြပေးခြင်းပါတယ်ကျွန်တော်အခုလိုအတန်နဲ့ရှင်းပြပေးနေတဲ့ comic အစအဆုံးတွေကိုတဖော်ကြကြရတဲ့သူတွေအတွက် MCU ရဲ့မကြာခင်မှာလာမဲ့ Grand Plan Secret Wars ရုပ်ရှင်ကြီးကိုတီးဖို့အတွက်လိုအပ်တဲ့ time run ဆောက် Secret Wars လို့မိနစ်90တနာရီအထိကြာတဲ့ comic ကြီးတွေအပြင်မကြာခင်လာမဲ့ Daredevil Born Again series အတွက် Devil's Reign comic တွေကတခြားအခုလိုမျိုးဇလန်အရန်ကောင်းတဲ့ comic ကြီးတွေကိုနိုင်ဝတ်တနာရီလောက် ရုပ်ရှင်တစ်ခုကြည့်လို့မျိုးစီမျောကြည့်ရှုခြင်းကြရဲဆိုရင်တော့ comment နဲ့ description မှာချပေးထားတဲ့ Telegram channel link ကနေပြီးတော့ StoneX Comics Store မှာ comic တွေကိုလာရောက်ဝယ်ယူအားပေးလို့ရပါတယ်။ comic တိုင်းဒီအကောင်းဆုံး comic ကြီးတွေပဲဖြစ်ပြီးတော့ comic တိုင်းကို50%တဝက်တိတိဈေးလျှော့ပေးထားတဲ့အပြင် comment တွေမှာအမြဲ first look နေကြတဲ့သူတွေအတွက်ပထမအဆုံးလာမဲ့9ယောက်ကိုလည်း9000နီးနီးတက်ဖို့ရှိရဲ့ premium project တွေအကုန်ကိုလက်ဆောင်ပေးသွားအောင်ပါမလို့အမြန်ဆုံးလာရောက်ခဲ့ကြဖို့အတွက်လည်းဖိတ်ခေါ်ခြင်းပါတယ်။ဆက်ပြောရမယ်ဆိုရင်တိုက်တွေပေါ်မှာအသင့်နေရာယူထားပြီးသားသူတွေက စတင်ပြစ်ကတ်ကြတဲ့အခါပါတီ animals တွေကပဲထိပြီးတော့တည်ကုန်ကြပါတယ်။တနက်သုံးနာရီဘတ်မန်ကလုံးဝမကြိုက်ဘူး။အဲဒီကြောင့်အားလုံးငုံနေကြဆိုပြီးတော့အော်ပြောမိပါတယ်။ Black Mask ကလည်းကောင်းကောင်းနားလေဒီကောင်အခုလိုနှစ်သားပူးနေတဲ့အချိန်မှာကြိုးတုပ်กว่าဆိုပြီးတော့ငါးဖမ်းပိုက်တင်နဲ့ဝိုင်းပစ်တာကိုခံလိုက်ရပါတယ်။ဘတ်မန်ကအငိုက်မိသွားခဲ့တယ်။ Roman ကအနာကပ်လာရင်လည်း Batman ကိုသူ့လိုမကောင်းတာတွေကိုပဲလုပ်ခဲ့တင်ကြောင်ပြောတယ်။လက်ကိုချိုးပြတယ်။ပြီးတော့မင်းခုပြောနေရတဲ့ကတရင်ဌာနတိုင်းကိုရောက်နေပြီဆိုပြီးတော့ Batman ကပြုံးရင်းနဲ့ပြောလာခဲ့ပါတယ်။ Bat Black Mask ကတာမန်လောက်ဖြစ်လိမ့်မဟုတ် ဘူးမေကွန်မေတခုခုကိုလှုပ်ပြနိုင်ခဲ့ပြီတခုခုကိုရားနိုင်ခဲ့ပြီလို့ထင်တာလားဆိုပြီးတော့လောင်ပြောင်ရင်းဘတ်မန်ကိုပြန်မေးလိုက်ပါတယ်မေကွန်မေဒီဇလန်မှာဟီးရိုးဆိုပြီးတော့ထင်နေတာပဲတကယ်တော့မင်းက main character တော့မဟုတ်ဘူးအနောက်မှာတော့ဘတ်မန်လင်းတို့ပုံစံကြီးစီထားခဲ့တဲ့ပတ်စံတွေကို party animals တွေကမီရှိုးပြနေပါတယ်အဓိကပါဝါကပတ်စံပဲဆိုပြီးတော့ပြောအပီမှာတော့ဘတ်မန်ကိုမီးနဲ့မှုတ်ပြတယ်ပစိန်ကြီးနဲ့ပင့်ရိုက်ပြလိုက်ပြီးတော့တိုက်ပေါ်ကနေပြီးတော့ပစ်ချလိုက်ကြပါတယ်အောက်ရောက်တော့ဒီဘတ်မန်ကသူ့ရဲ့ origin မှာမြင်ရခဲ့တယ်လို့ဒီ suit ရဲ့အဓိက function အတိုင်း lady တစ်ခုအနေနဲ့ဘတ်မန် ်ကိုအကြတန်းကနေပြီးတော့ခံပေးလိုက်ပါတယ်။ဘတ်ဒီလောက်ပဲကြုံတွေ့ရရင်ဘတ်မန်ပဲဟုံးလေ။အောက်ကြကြချင်းပါပဲ။ဂေါ်တမ်ရဲတွေကဘတ်မန်ကိုမြင်တာနဲ့စက်တနတ်နဲ့လော်ပါတော့တယ်။ဘတ်မန်ကမြေပြင်စီကိုပြေးဖို့အတွက်ကြိုးစားနေမယ်။ရဲကထပ်တိုက်တာကိုခံလိုက်ရတယ်။ But it's Barbara ။တိုက်လိုက်တဲ့ရဲမေကချင်းဂေါ်တန်ရဲ့သမီး Barbara Gordon ဖြစ်နေပါတယ်။ Issue number 1မှာ Barbara ကဘတ်မန်တကယ်လုံနေတဲ့အရာတွေကောင်းခြင်းတွေကိုမြင်နိုင်ခဲ့တဲ့အတွက်မြောင်းထဲကိုဝင်သွားပေးဖို့အတွက်လှုပ်ပေးလိုက်ပါတယ်။ Bad Cave တဲ့ကိုရောက်မှာတော့ Batman ကညီးတန်းနေတဲ့အတူဒဏ်ရာတွေကိုချုပ်နေတယ်။ပြီးတော့ရက်ကြီးနေတဲ့ Alfred ကိုဝင်ကူ ချုပ်ပေးဖို့အတွက်ပြောလိုက်ပါတယ် but no alfred ကဘတ်မန်ကိုထပ်ပြီးတော့ကူညီပေးတော့မှာမဟုတ်ဘူးသူကိုယ်တိုင်ပဲပြောတယ်တခြားဘတ်မန် story တွေမှာလည်းပဲ alfred ဒီဝါးတဲ့ကိုရောက်ခဲ့တဲ့တော့က medic တယောက်စေအထူးကူတယောက်ဖြစ်ခဲ့တယ် but အခုချိန်မှာတော့သူက bruce ကိုကူညီမှာမဟုတ်ဘူးဘတ်မန်ကခေါ်တံမျိုးကြီးမှာစစ်ပွဲကြီးဖြစ်လာစေလိုက်ပြီး and အခုဖြစ်လာတော့မဲ့အရာမှန်သမျှကလည်းဘတ်မန်ရဲ့ခေါင်းပေါ်မှာပဲလို့ပြောပြီးတော့ထွက်သွားလိုက်ပါတယ် yes တစ်ဖက်မှာဆိုရင်လည်း black mask ဒီကင်မရာတစ်ခုကိုကြည့်ရင်လည်းတစ်မျိုးလုံးကိုစစ်ကြီးညာခဲ့ပါတယ်ပြောတာအရသူကဝက်ချန်တစ်ခုမှကြီးပြင်းခဲ့ပြီးတော့ဝက်တွေကို ြစ်တက်ရတဲ့အလုပ်ကိုလုပ်ခဲ့သူဖြစ်တယ်။တခါတလေကျရင်တချို့ဝက်တွေကအသက်ခံရတဲ့အခါမှာပျော်ရွှင်လိုမျိုးပြုံးပျော်ပြီးတော့ညင်ညူပြီးတော့တောင်မှတည်ဆုံသွားကြတယ်။သူလေးလာကြည့်လိုက်တဲ့အချိန်မှာတော့ဒီလိုတွေဖြစ်တဲ့ဝက်တွေကသူတို့တည်တော့မယ်ဆိုတာကိုကြောက်ရွံ့မနေတော့ဘဲနဲ့လက်ခံလိုက်တဲ့ဝက်တွေဖြစ်နေလို့ပဲ။အခုကောတန်မျိုးကြီးကလူတွေကလည်းမကြခင်မှာတည်ကြရတော့မယ်ဆိုတာကိုလက်ခံထားလိုက်တော့အဲ့ဒါမှကြောက်ရွံ့နေပြီးမဟုတ်ဘဲနဲ့ပြုံးပြုံးပျော်ပျော်ပဲပျော်ရွှင်ပြီးပဲတည်ကြရတယ်မယ်။ပါတီကိုစလိုက်ကြတော့လို့ပြောရင်းနဲ့တမျိုးလုံးမှရှိနေတယ်မြမကောင်းစိတ်ရှိသူတိုင်းကိုသူကလက်နက်တပ်ပေးခဲ့တယ်။မကောင်းတာ ွေကိုလုံရင်ပတ်စံရမယ်ဆိုတာကိုပြပေးလိုက်ပါတယ်။နှစ်ခုဂေါ်တန်မြို့မှာလူဆိုးတွေများတာကတကြောင်ဂေါ်တန်မြို့ကြီးရဲ့တဝက်ကျော်လောက်ကလူဆိုးတွေဖြစ်လာကြတဲ့အခါအခုဘတ်မန်တယောက်ဘလို့တားရမလဲဆိုတာကိုစိတ်ဝင်စားကြရဲဆိုရင်တော့နောက်တစ်လ၃လပိုင်းမှာထွက်လာမယ်။နောက်ထပ် issue မှာပဲစောင့်မျှော်ရှုစားပေးကြပါအောင် and as always guys လူတိုင်းစောင့်မျှော်နေကြတဲ့50% discount ကြီးလာပါပြီ။ အန်ကျွန်တော်ရဲ့ဘဝအသစ်ကိုစခြင်းအတွက်အလူလုပ်ပေးတဲ့အနေနဲ့ပရိတ်သတ်တို့ကိုလုံးဝအကျိုးမရုပ်စေမဲ့ premium project လေးရဲ့အကြောင်းရှင်းပြပေးခြင်းပါတယ်ကျွန်တော်အခုလိုအတန်နဲ့ရှင်းပြပေးနေတဲ့ comic အစအဆုံးတွေကိုတဖော်ကြကြရတဲ့သူတွေအတွက် MCU ရဲ့မကြခင်မှာလာမဲ့ Grand Plan Secret Wars ရုပ်ရှင်ကြီးကိုတီးဖို့အတွက်လိုအပ်တဲ့ time run ဆောက် Secret Wars လို့မိနစ်90တနာရီအထိကြာတဲ့ comic ကြီးတွေအပြင်မကြခင်လာမဲ့ Daredevil Born Again series အတွက် Devil's Reign comic တွေကတခြားအခုလိုမျိုးဇလန်အရန်ကောင်းတဲ့ comic ကြီးတွေကို9ဝက်တနာရီလောက် ရုပ်ရှင်တစ်ခုကြည့်လို့မျိုးစီမျောကြည့်ရှုခြင်းကြရဲဆိုရင်တော့ comment နဲ့ description မှာချပေးထားတဲ့ Telegram channel link ကနေပြီးတော့ StoneX Comics Store မှာ comic တွေကိုလာရောက်ဝယ်ယူအားပေးလို့ရပါတယ်။ comic တိုင်းဒီအကောင်းဆုံး comic ကြီးတွေပဲဖြစ်ပြီးတော့ comic တိုင်းကို50%တဝက်တိတိဈေးလျှော့ပေးထားတဲ့အပြင် comment တွေမှာအမြဲ first look နေကြတဲ့သူတွေအတွက်ပထမအဆုံးလာမဲ့9ယောက်ကိုလည်း9000နီးနီးတန်ဖို့ရှိတဲ့ premium project တွေအကုန်ကိုလက်ဆောင်ပေးသွားအောင်ပါမလို့အမြန်ဆုံးလာရောက်ခဲ့ကြဖို့အတွက်လည်းဖိတ်ခေါ်ချင်ပါတယ်။ video လေးတွေကိုကြည့်ကြလို့ channel တော်တစ်ဖက်တစ်လမ်းနေပြီးတော့ support လုပ်ပေးခြင်းကြ ယ်ဆိုရင်တော့ဗီဒီယိုလေးတက်လာတဲ့အခါ USB PN လေးခံပြီးရကြည့်ပေးကြဖို့ရယ်တက်လာတဲ့ကြော်ညာလေးတွေကိုဆုံးအောင်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်